အခုတင်ဆက်ပေးမယ့်အကစားသတင်းကတော့ဒေါ်မွန်ကိုကြော်ဖြတ်နိုင်မှုအတွက်အသင်းကကစားသမားများကိုမော်ရီယိုနှိုးဆော်စကားပြောကြားဆိုတဲ့သတင်းမှဖြစ်ပါတယ်။ရီယယ်တင်းနီးပြမော်ရီယိုဟာဒေါ်မွန်နဲ့ကစားမယ့်ချန်ပီယံလိဆီမီဖိုင်နယ်ဒုတိယကြော်ပွဲစဉ်မှာအသင်းကကစားသမားများအနေနဲ့ရုပ်ပိုင်းရောစိတ်ပိုင်းဆိုင်ရာအခြေအနေပါလက်ရှိနေထားတဲ့ပုံမူတောင်းနှင်းနေမှုလိုအပ်တယ်လို့နှိုးဆော်စကားပြောကြားလက်ကြောင်းသိရပါတယ်။ရီယယ်တင်းဟာဒေါ်မွန်အသင်းကိုပထမကြော်မှာလေးကိုတကုတ်နဲ့ရှုံးနေထားခဲ့တဲ့အတွက်အနေအဆုံ၃ခုပြန့်နဲ့ပြန်လည်အနေရရှိမှသာဘောလုံးပွဲကိုတက်ရောက်နိုင်မှာဖြစ်ပါတယ်။ ဒါပေမဲ့မော်ရင်ဟိုကပထမကြောကလို့မဟုတ်ပဲညှဉ်းညွတ်မှုအပြည့်တရားပြဌာန်းမှုအပြည့်နဲ့ကစားနိုင်ခဲ့ပါကပြိုင်ဘက်ကိုကြော်ဖြတ်နိုင်မယ်လို့ယုံကြည်ကြောင်းပြောကြခဲ့ပါတယ်။မော်ရီဟိုကဘောလုံးမှာအရာအလုံးဖြစ်နိုင်ပါတယ်။ဂျာမနီမှာတုန်းကလိုကစားခဲ့ရင်တော့ခက်ခဲမှာပါ။စိတ်ထက်ပြင်းပြင်းနဲ့ကစားနိုင်မယ့်အသင်းကိုကျွန်တော်လိုရှိပါတယ်။ပထမပွဲတုန်းကကျွန်တော်အသင်းရဲ့ကစားပုံကရိုးစင်းလုံးငယ်ပါတယ်။တူညီတဲ့ဥဒိကျတစ်ခုအတွက်ကျွန်တော်တို့စူးစမ်းမှုအပြည့်စိတ်ထက်အပြည့်နဲ့ကစားနိုင်မှုလိုအပ်ပါတယ်လို့ပြောကြခဲ့တာဖြစ်ပါတယ်။ပေါင်ကြံတန်ရာပြဿနာကြောင့်မက်ဒရစ်ဒါဘီပွဲကိုလွှဲချော်ခဲ့တဲ့စီရွန်တို့ဟာဒေါမုန်နယ်ပွဲမှာပြန်လည်ပေါင်ဝင်လာမှာဖြစ်ပြီး နောက်ခံလူများဖြစ်ကြတယ်မာဆယ်လိုအာဘီလိုဝါတို့ကတော့ဒဏ်ရာပြဿနာများကြောင့်အခုပွဲကိုလွှဲချော်မှာဖြစ်တယ်လို့သိရပါတယ်ဟုတ်စားရလေချက်ကုန်ကြည့်မကောင်းတော့ဘူး Vital Prime Plus မှာအမြင်တက်တွေကြွေးဝါးစွာပေါင်းလို့နေ့စဉ်အစာချေစနစ်ကိုကောင်းမွန်စေပါတယ်ပုံမှန်သွေးလျက်နှပ်ပါလာဖို့ညအိမ်ရောင်ဝယ်နေတိုင်း Vital Prime Plus ကိုတောက်ပါ Brands Vital Prime Plus